င်္ဂလာပါရှင်တပတ်အတွင်းမှာထူးခြားတဲ့သတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုများခဲ့တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမယ်တပတ်အတွင်းထူးခြားသတင်းများအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးကတော့တရုတ်နိုင်ငံသားပိုင်ဝမ်ရှင်းမြန်မာအထည်ချုပ်စက်ယုံကပိတ်သိမ်းတော့မယ့်အကြောင်းအလုတ်သမားတွေကိုကြိုတင်အသိမပေးဘဲအထက်အမှားစာတွေမရတော့လို့ခိတရရနာမယ်ဆိုပြီးအကြောင်းပြကအလုတ်သမား900ကျော်ရှိရာကနေ350ကိုအလုတ်ထုတ်ပစ်ခဲ့တဲ့သတင်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါကို အခုလက်ရှိစက်ရုံရဲ့နောက်ဆုံးအခြေအနေလေးနဲ့ဒီအလုပ်သမားတွေဘက်ကအလုပ်ထုတ်ခံရတဲ့ကိစ္စကိုအရင်ဆုံးပြောပြပေးလို့ရမလားရှင်။တို့ကဟိုမပြောလို့တမောက်ဆူမာဆိုလို့ဆူမာဆိုလို့ဆိုပြီးတော့ဆက်ကပြည်ပြည်နဲ့လူနည်း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 လို့ထုတ်နေ။ဆိုကြီးလို့မပြောလို့ဟိုလည်းဝမ်းမရှိတော့ဆက်တယ်ရှိတော့အဲမှာတောင်းလောင်နေပြီအကုန်လုံး။နောက်တစ်ခုကတော့ဒီအလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေကိုစက်ရုံဘက်ကနစ်နာကြေးပေးဖို့ညှိနှိုင်းတာမျိုးတွေရောမရှိဘူးလားရှင်။မနေ့ကဆိုလို့ရှိရင်အလုပ်သမားတွေခေါ်တယ်ဒီလိုကြီးပြီးမယ်လူလူပါလူလူညာလူနဲ့ခေါ်ပြီးတော့ ူရမားကိုသိနေတာလို့နော်ဒီမားကိုဒီဒီမားကြတော့မကျေနပ်ကြဘူးတော့လည်းလုံးရပိတ်မယ်ဆိုလို့ရှိရင်လည်းကြိုကြည့်ပြီးအဲဒါဆိုစက်ရုံဘက်ကပိတ်လိုက်ပြီဆိုတာမျိုးကြိုးလည်းမပြောဘူးပြီးတော့ထိုက်တင်းတဲ့နင်နာကြီးလည်းမပေးသေးဘူးဆိုတော့အလုပ်သမားတွေအနေနဲ့ဘယ်လိုမျိုးအခက်အခဲတွေကြုံနေရပါသလဲရှင်အမှန်တကယ်ဆိုလို့ရှိရင်တို့ကတလားပေါ့လို့ကြူပြောထားအောင်နော်ဒီလိုဒီလိုဒီလိုကြောင်းလို့တော့မယ်ဆိုလို့ရှိရင်တို့မားလည်းကြူပြင်းပြင်းဆင်ရမှာလीမနက်ကမနက်ကလို့ပြင်တယ်ဒီလိုမျိုးမပြရဘူးဆိုတော့မနက်ကကြောင်းနေတဲ့ခါထားပြီးပြရတော့ဒီမှာဘာလို့လို့ညာတော့ဟုတ်ကိုရှင်နေကြရလဲ ဒုတိယသတင်းတပုတ်ကတော့မြန်မာပြည်ရင်းမှာထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေဖြတ်တောက်ခံနေရတဲ့စစ်ကော်မရှင်တပ်စီကိုရုရှားနိုင်ငံထုတ် MI38 အမျိုးအစားရဟန်းယာဉ်၃စီးရောက်ရှိလာပါတယ်။ဒီရဟန်းယာဉ်တွေကဘလို့စွမ်းဆောင်နိုင်ပါသလဲ။စစ်ရေးပေါ်တက်ရောက်မှုရှိလာနိုင်ပါသလဲဆိုတဲ့သတင်းကိုပြန်လည်တင်ဆက်လိုက်ပါတယ်။မြန်မာပြည်တွင်းစစ်စင်ရေးတွေမှာ လေရင်တွေရဟန်းယာဉ်တွေမကြာခဏပြတ်ကျပစ်ချခံနေရတဲ့မြန်မာစစ်တပ်စီကိုရုရှားနိုင်ငံက MI38T ရဟန်းရင်၃စီကို2025ခုနှစ်စက်တင်ဘာလထဲမှာပို့ဆောင်ပေးခဲ့တာပါဝယ်ယူခဲ့တဲ့ရဟန်းရင်၃စီတဲကတစ်စီးဟာအရေးကြီးပုံကိုယ်ရီစီးနင်းဖို့ဇိမ်ခံပစ္စည်းတွေနဲ့မိုးမှန်ထားပြီးကျန်တဲ့စီးကတော့တည်ယူပို့ဆောင်ရေးပုံစံတွေဖြစ်ပါတယ်ဒီ၃စီးအတွက်ကုန်ကြောင်းငွေကယူရိုတန်း60နီးပါးဖြစ်ပြီးလေရင်မှုနဲ့မြေပြင်ထိန်းသိမ်းရေးတင်တန်းတွေအတွက်ယူရိုနှစ်တန်းကျော်ထပ်ပြီးကုန်ကြခဲ့တယ်လို့သိရပါတယ်ပြောမယ်ဆိုဒီကောင်တွေကစော်ရိုက်တဲ့ဂျိုမာဘို့လောက်ထားပေမဲ့ ဒီ MI စစ်စင်ရေးတို့ရဲ့အချက်ကအမိုင်းစံပြီးတွေဥပါပေးပြန်ထပ်ပြီးမှာလိုက်တယ်ဆိုတော့ပေါ်ဖြစ်သွားပါအဲ့ဒီနေ့မှသူကရောက်တော့ဒီကောင်နောက်ကြရတဲ့ခဲ့တော့လေမင်းအောင်နိုင်ဖေးဖို့အတွက်အစည်းပါပဲပေါ့နော် CIMC ပေါ့နော်အရင်ကတော့အမိုင်းစံပြီးတဲ့မှာပဲတစ်ပြီးကိုဒါမင်းအောင်နိုင်စီလို့ဆိုပြီးခွဲတာအမိုင်းစံပြီးရလုံး25ရောက်အောင်ဆက်ဒီကောင်ကပို့ပန့်တာပေါ့နော်ဒီရဟိုင်းနေဟာညာဘက်တွေယာတိဥရုပြင်းထန်တဲ့နေရာတွေနဲ့ပူလွန်အေးလွန်းတဲ့ဒေသတွေမှာမောင်းနေနိုင်အောင်တိစောက်ထားပြီးရှာဖွေကယ်ဆယ်ရေးအတွက်ပါအသုံးပြုနိုင်ပါတယ် စစ်သည့်40ရောက်ကုန်အလေးချိန်5တန်ကျော်အထိတည်ဆောင်နိုင်ပြီးအမြင့်ပိ2000ဝန်းကျင်တနအီကီလိုမီတာ290အထိနဲ့ကီလိုမီတာ1000ကျော်ကိုမယမနာပြန်တန်းနိုင်ကြောင်းကွန်မရီရဲ့အချက်လက်ဒီမှာဖော်ပြပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမှာ CI ကနေ PJ ဘတ်ဆိုပြောင်းလဲသူတွေအနေနဲ့စာအုပ်မှာထိုင်းနိုင်ငံအတွက်သာအသုံးပြုဖို့ဆိုတဲ့တစိမ့်တုံးထုတ်ပေးတာကြောင့်ထိုင်းကလွယ်ပြီးအခြားနိုင်ငံရဲ့ကြားစီတွားရောက်နိုင်မှာမဟုတ်တော့ဘူးဆိုတဲ့သတင်းကိုပြန်လည်ထုတ်လွှင့်လိုက်ပါရရှင်။ ဌာနငံမှာ CI စာအုပ်ကန်ဆောင်တဲ့အလုပ်သမားတွေက CI ကနေ PJ passport ပြောင်းလဲတဲ့အခါ passport စာအုပ်မှာ passport for thailand only ဌာနငံအတွက်သာအသုံးပြုဖို့ဆိုတဲ့တစိုက်တုံးကိုစက်တင်ဘာလ25ရက်ကစလို့ထည့်သွင်းထုတ်ပေးနေတယ်လို့သိရပါဗျ။ထိုင်းမှာတန်းတဲ့ချီတဲ့မြန်မာရွှေပြောင်းလုပ်သားတွေဟာ Certificate of Identity CI လို့ခေါ်တဲ့ဘယ်သူဘဝဖြစ်ကြောင်းသက်သေခံလက်မှတ်ကိုင်ဆောင်ကြပြီး CI ကတဆင့် PJ အလောက်ကိုင် Passport ကိုပြောင်းလဲကိုင်ဆောင်ကြတာပါ။ ဟာချိုင်းမှာ CI ကနေပြည်ချေ passport ပြောင်းလဲသူတွေကိုအဲ့ဒီဒစိတုံထူပေးလိုက်တာဖြစ်ပြီးအဲ့ဒီဒစိတုံကြောင့်ထိုင်းနဲ့မြန်မာနိုင်ငံကလွဲပြီးအခြားနိုင်ငံတွေစီသွားရောက်နိုင်မှာမဟုတ်တော့ဘူးလို့ passport အကျိုးဆောင်တွေကပြောပါတယ် CI ကနေပြည်ချေပြောင်းပြီးတော့ဒီလိုဒစိတုံကြီးထူလိုက်တော့ဟိုဘာမှမထူချာနာအောင်လေထိုင်းနိုင်ငံအတွင်းမှာပဲနေဆိုတဲ့သဘောမျိုးကြီးပေါ့ဒါဆိုတော့တော်တော်များများကြတော့အခု ီမာနိုင်ငံကနေပြီးတော့အကြောင်းမျိုးအကြောင်းနဲ့ထိုင်းနိုင်ငံတွေကိုထွက်လာတယ်။သူဆိုလို့ရှိရင်ဒါဂျပန်သွားမှာလို့စင်ကာပူသွားမှာလို့သူတို့သူတို့လည်းသူတို့ကိစ္စနဲ့သူတို့ပေါ့နော်။ဒီ CN ကနေပြီးတော့ပြည်ချင်းပြောင်းလိုက်မယ်။ပြောင်းမလို့ရှိရင်နိုင်ငံသားကိုထွက်ဖို့အခုကသူက Thailand for only ဆိုပြီးတော့ရှင်းလိုက်တော့တခြားနိုင်ငံအောင်သူတို့ထွက်လို့မရတော့ဘူး။ CIA စာအုပ်ကထိုင်းနိုင်ငံအတွင်းသာခီးသွားလာခွင့်ရှိပြီး PJ passport စာအုပ်မှာပါအခုလိုတစိမ့်တုံးထုလိုက်တာကအလို့သမားတွေအတွက်နင်းနာရတယ်လို့လည်းပြောပါဗျ။ CI ကနေ PJ passport ပြောင်းလဲသူတွေကိုအခြားနိုင်ငံဆက်သွားခွင့်မရအောင်ကန့်သတ်လိုက်တာကစီအိုစုရဲ့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအပေါ်ပြင်းပြင်းထန်ထန်ဖိနှိပ်တဲ့လုပ်ရက်လို့လည်းထိုင်းရောက်အလို့သမားရေးလှူရှားသူတွေကပြောပါတယ်ဆိုတာဒီ passport စာအုပ်ကနိုင်ငံတစ်ခုရဲ့ passport စာအုပ်ကနိုင်ငံပေါင်းစုံသွားခွင့်ရှိရမယ်ဒါနိုင်ငံတကာရဲ့ law ပဲဒါပေမဲ့အဲ့ဒါကိုဒီထိုင်းတိုင်းနိုင်ငံနဲ့ပဲကန့်တတ်တာမျိုးပဲသူကသူ CIN ရပဲပြောင်းပြောင်းဘယ်ရပဲပြောင်းပြောင်းမနော်ထိုင်းနိုင်ငံကနေဘက်ကနေပဲပြောင်းပြောင်းထိုင်းနိုင်ငံတိုင်းနိုင်ငံနဲ့ပဲသွားမယ်ဆိုတာမျိုးကန့်တတ်တာမျိုးကတော့ဒါကတော့ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုပါအကုန်လိုက်ပါပိတ်ဆို့နေတဲ့ဒီချမ်ဖတ်စေအုပ်စုရဲ့အကြောက်လွန်တဲ့စိတ်ကြောင့်အခုလိုမျိုးဒီထိုင်းရောက်မြန်မာနိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားပြီးတော့ပိတ်ဆို့နေရပါတော့ဆလဘီရခိုင်ပြည်နယ်မောင်နှုံမြို့ကဆယ်စုနှစ်တခုကျော်ကြာပိတ်ထားခဲ့တဲ့မြို့မကြာမေပလီကြီးကိုအာရခတတော်အေကပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ဒီပေါ်မှာမောင်နှုံမြို့ကရခိုင်ဒေသခံတွေပါဝင်ရေဂျာဒေသခံတွေရဲ့သဘောထားကိုဆက်သွယ်မေးမြန်းထားတဲ့သတင်းပြန်လည်တင်ဆက်လိုက်ပါတယ်။ ပြီးခဲ့တဲ့စတင်ပါလာစနေရက်နေ့မနေ့9နိုင်ခွဲလောက်မှာအာရခတက်တော် AA ကမောင်တော်မြို့မှာရှိတဲ့မြို့မဂျာမင်ဗလီကြီးကိုပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါအဲ့ဒီဖွင့်ပွဲအခမ်းအနားကို AA ရဲ့တာဝန်ရှိသူတွေရိုဟင်ဂျာဘာသာရေးကောင်ဆောင်တွေရခိုင်ဒေသကရိုဟင်ဂျာဒေသခံတွေနဲ့ရခိုင်မျိုးနွယ်စုတွေအပါအဝင်လူဦးရေ300ကျော်လောက်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်အခုလို့သမိုင်းဝင်အထင်ကရဗလီကြီးပြန်လည်ဖွင့်လှစ်ပေးတဲ့အတွက်ဝပြုရမှာအဆင်ပြေမှာဖြစ်ပြီးတော့ကျေးဇူးတင်ရှိတယ်လို့မောင်တော်မြို့ကရိုဟင်ဂျာဒေသခံတွေကပြောပါတယ် ဒီကလေးကကျွန်တော်မောင်တော်မျိုးပေါ်မှာတကယ်အရေးပါတဲ့ကလေးတစ်ခုဖြစ်တယ်ကျွန်တော်တို့မျိုးတိမှာဒီဆိုင်တွေရှိနေအဲသူတို့ဟိုဝက်ချူရချင်းမှာဒီကလေးကသိခံထားရတော့ဝက်ချူရတာတော့အဆင်ပြေခဲ့ဘူးပေါ့နော်အခုဒီကလေးကိုပုံသေးတဲ့အတွက်ကျော်လေးကျော်လေးအဲကျွန်တော်ကျေးဇူးလေးတင်တယ်ပေါ့နော်ပြခဲ့တဲ့2024ခုနှစ် မောင်တော်မျိုးမှာစစ်တပ်နဲ့အရခတက်တော်အေးတို့တိုက်ပွဲပြင်းထန်နေချိန်မှာတော့စစ်တပ်ဘက်ကအဲ့ဒီပလီကိုနလားကြော်ကြပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာမောင်တော်မျိုးကိုအေးကအလုံးစုံတိမ့်ပိုက်ရရှိပြီးတဲ့နောက်လူမျိုးနှမျိုးကြားလူမှုသဟဇာတာဖြစ်ဖို့နဲ့ဘာသာရေးလွတ်လပ်စွာကိုယ်ကိုပိုင်ခွင့်ရရှိဖို့အတွက်အခုလိုဖွင့်လှစ်ပေးခဲ့တာလို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းလူမျိုးနှမျိုးကြားအပြန်လဲတွေ့ဆုံဆွေးနွေးတာတွေအမြင်သဘောထားတွေဖလေမှသာအတူတကောအရှင်းတွေ့ပြီးတော့သဟဇာတာရှိရှိနေထိုင်နိုင်မယ်လို့ပြောဆိုမှုတွေလည်း ်ရှိနေပါတယ်။ကြုံတိုးကော့ဂရိတ်လမ်းပိုင်းအနီးကကြေးရွာတွေကိုစစ်တပ်က DKBA ဗိုလ်ပြီးအဖွဲ့ရဲ့အကူအညီနဲ့နည်းမြေပြေဝစိုးမိုးနိုင်မှုစ조사နေရာကြောင့်ကဲလဲလေပူပေါင်းစစ်ကြောင်းတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့တရင်ပြန်လဲထုတ်လွှင့်ပေးလိုက်ပါတယ်ရှင်။ဒီအမည်နဲ့ဂျုံလုံးကုတ်ရိုက်လမ်းမိုင်းကြီးကကြေးရွာတွေကိုဂျုံလုံးခမ၅လင်းငါ၅လေး၆ကနေလက်နဲ့ကြီးပစ်ကူရယူပြီးစစ်ကောင်မရှင်တပ်ကစစ်ရင်အား၄၄ပါးနဲ့စစ်ကြောင်းထိုးနေပါတယ်။လက်ရှိမှာလည်းစစ်ကောင်မရှင်တပ်က တိုးတက်တော့ဗုဒ္ဓဘာသာကင်းမြတ်တက်မတော် DKB ရေဘိုးဘီဖွဲ့ရဲ့အကူအညီနဲ့နေမြေပြည့်ဝဆုံးမနိုင်မှုစူးစမ်းနေတာကြောင့်ကယန်လန်လင်ဥဆောင်တဲ့ကူကောင်တက်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်ဘိုင်းဘဲမှာလည်းဖြစ်နေတာဟောဘူးမရောက်ပါဘူးကိုလည်းကြောက်လို့မတွေ့ပါဘူးညာနေလို့တော့ပြောတာလားဒါတော့သူတို့ပေါ့ပါဝင်ပြီလေမနေ့ကကြည့်ရတော့ဟိုဂိုင်းတို့ကတော့ဆန်ပြေတော့အင်းရောက်တော့တက်သွားတော့လမ်းပြင်ဝေးညာလမ်းချင်းနေတယ် ီကပြောရများတယ်ပြောတာပဲဒီကကလည်းတော့ကြောက်တော့ပြန်ရင်းသေးလို့တရားဝအေးပြထားပုံဝိပါဒညာကိုလို့ကိုယ်ကညာယူလို့ပြီးခဲ့တဲ့စတင်မလာ6ရက်နေ့ကစစ်ကောင်မရှင်ကတိုးတက်သောဗုဒ္ဓဘာသာကင်းဟောတာတက်မလို့ DKBA ပုံပြီးအဖွဲ့နေရောက်တဲ့ BJ ကကိုင်းနေကင်းမီနေကော်ရီမျိုးလီအာရှလန်နဲ့တင်ငန်းကြီးတော်ကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့်ပြည်သူလူထုကိုညီလင်မုန်းဆောင်နဲ့ဖိနှိပ်ချုပ်ချယ်ကန့်တန့်နှိပ်စက်နေတဲ့ စစ်ကောင်မရှင်နဲ့ပေါင်းနေတချိန်ကြရင်အာနာရှင်တွေသွားမယ်လမ်းကိုသွားရမယ်လို့ကင်းစီရေးလေးလာသူတွေကပြောပါတယ်လိုက်ကောအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတွေကိုထောင်ဝင်စာပိတ်ထားတဲ့အပြင်အကျဉ်းသားများစုဟာကျန်းမာရေးဆောင်ရှောက်မှုမရတဲ့အတွက်ထောင်တွင်းကျန်းမာရေးအခြေအနေတွေဆိုးရွားနေရလို့ KNY နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကထုတ်ပြန်ထားပါတယ်ဆိုတဲ့သတင်းကိုလည်းပြန်လည်တင်ဆက်လိုက်ပါတယ် တောင်လေးလုံးအကျဉ်းတောင်ကနေလွိုက်ကောထောင်ကိုပြောင်းရွှေ့ခံရတဲ့နိုင်ငံရေးအကျဉ်းသားအပါအဝင်အကျဉ်းသားတွေဟာကျန်းမာရေးဆိုးဝါးနေတယ်လို့စက်တင်ဘာလ22ရက်နေ့ကခရီနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကထုတ်ပြန်ထားတာပါအကျဉ်းသားတွေဟာထောင်ထဲမှာတကူရေးတန်ရှင်းနဲ့ပတ်သက်ပြီးတလောက်ကိုစက်ပြခဲတခဲတာရရှိပြီးတော့တရက်တခါရေချိုးချိန်မှာတယောက်ကိုရေ15ခွက်တာချိုးရတယ်လို့ဆိုထားပါတယ် ကျမရင်းနဲ့ပတ်သက်ပြီးတော့ထောင်ထဲမှာရားနာတုတ်ကွေးအစာရင်နာတာခါနာကြိုက်ခဲတာတွေနဲ့ခန္ဓာကိုယ်အောက်ပိုင်းထုံကျင်ပြီးမလုံရှားနိုင်တာတွေကိုခံစားနေရပြီးတော့ဆေးဝါးကုသမှုမရရှိဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီတစ်လေးလုံးစစ်စစ်ရေးလေးနော်။အဲ့ဒီစစ်စစ်ရေးရဲ့ကနေစပြီးတော့နောက်ပိုင်းအခုထိပေါ့နော်။ကျမရင်းဆော့ရှောက်မှုကမရတော့လောက်ဖြစ်သွားတယ်။ပြီးပို့ဆိုးတာဒီနောက်ပိုင်း အဲစေခံလိုက်ပြီဆိုရင်လည်းဗောနော်လူဦးရေလုံးဝကက်တန်ပလိုက်တယ်ဗောနော်အယောက်40ဝန်းကျင်ပဲလိုက်ခိုင်းပြီးတော့အယောက်40ပြစ်သွားပြီဆိုရင်အကျဉ်းသားတွေကိုအဲကျမကြီးအဲစေးလိုက်ခွင့်မပြီးတော့ဗောနော်အဲနောက်တစ်ချက်ကဒီနောက်ပိုင်းဖြားပြီဆိုရင်လည်းခြေချင်းနေတက်ပြီးတော့တခြားလူတွေနဲ့ခွဲထားတော့ဗောနော်အဲအတိတ်တွေကတော့မဖြားရဲအောင် လုပ်တာဗောနော်အဲ့လိုချိန်ချောင်းမှုတဲ့ပုံစံလေးတွေတော့ရှိတယ် လက်ရှိလွိုက်ကောထောင်မှာအကျဉ်းသားပေါင်း900ကျော်ရှိနေပြီးအဲဒီတဲက150နီးပါးဟာနိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်လို့ခရီးနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကဆိုပါတယ်။အကျဉ်းတော်တွင်လက်တလောဆောင်မလုံလောက်လို့အေးအေးတန်ခံနေရတာတွေ၊ကျန်းကျင်တွေပျက်စီးနေလို့အိတ်ဖို့ခက်ခဲနေတဲ့အပြင်ထောင်ဝစ်စုံမလုံလောက်တဲ့အတွက်ဝစားစီရင်မှုတွေပုံပြတ်နေပြီးဖနက်ကအစမလောက်ငါဘူးလို့ဆိုပါတယ်။နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ကလည်းအလုတ်ကျန်းခိုင်းစေခံရမှု ငွေကြေးကောက်ခံမှုတွေနဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်တို့ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့ရခိုင်ပြည်မောင်တော်အခြေစိုက် Bora News Agency BNA သတင်းဌာနကရခိုင်မျိုးသမီးသတင်းတောက်တယောက်ကို ULAAA ထောက်လန်းရေးအဖွဲ့ကခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်နေတဲ့သတင်းပြန်လည်ထုတ်လွှင့်လိုက်ပါတယ်ရှင်။ဒါမှမဟုတ်ဒါမှမဟုတ် ရခိုင်ပြည်မောင်တော်အခြေဆိုင် Border News Agency BNA သတင်းဌာနကရခိုင်အမျိုးသမီးသတင်းထောက်တယောက်ကိုရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတတော် ULAAA ထောက်လင်းရေးအဖွဲ့ကပြီးခဲ့တဲ့စတင်မာလာ20ရက်နေ့မနက်7:00နာရီကျော်အချိန်မှာမောင်တော်မျိုးသူမရဲ့နေအိမ်ကနေလာရောက်ခေါ်ဆောင်တော်ရီလို့ BNA ကစတင်မာလာ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဖန်ဆီးခရရတဲ့အမျိုးသမီးမှာ BNA သတင်းဌာနက တင်းထောက်မူထရာဖြစ်ပြီးလက်ရှိမှာတော့မော်တော်မြို့မှာရှိတဲ့ ULA ထောက်လေရေယုံမှာစစ်ဆင်းနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့စတင်ဘာလ9ရက်နေ့ကမော်တော်မြို့နယ်တီဟိုအေကျောင်းမှာရှိတဲ့မရိုတိုင်းသာကလေးငယ်တွေမပြည့်မစုံတဲ့ပညာသင်ကြားနေရလို့အကူအညီလိုအပ်နေတဲ့ရုပ်သက်တင်းကိုရေးသားဖော်ပြတာကြောင့်တင်းထောက်မူထရာကိုမင်းမြတ်ဖို့ခေါ်ဆောင်တော့တာဖြစ်တယ်လို့ BNA တင်းထဏာရဲ့အက်ဒီတာချုပ်ကိုကောင်းမြတ်နိုင်ကပြောပါတယ် အော်ယူလီဟေငါမေးစရာရှိတယ်ဆိုပြီးခေါ်တော့လို့ခေါ်မေးလို့ရတယ်လေဒါမဲ့ဟိုမေးပြီးရင်ပြန်လွယ်ပေးနိုင်ရမှာမို့နောက်တစ်ခုကကြာသူမျိုးအမျိုးသမီးတယောက်ကိုနေရသမီးရဲ့မျိုးခေါ်ထားတာမေးနေတာအဲ့ဒါကတော့ဟိုအဆင်ပြေမှုလို့ဉာဏ်အားသူတို့ရဲ့ဒီအနေရှိတဲ့လူရဲ့ရှိတဲ့ကိုထောက်ပြဖို့ခံတဲ့တဲ့ထောက်တွေကိုလူမျိုးဖက်စင်းရဲ့လူမျိုးရှိချောင်းနေဆိုရင်အဲ့ဒါအစိုးရရဲ့လုံရမဝင်နေတာအကျင့်ပြတ်သမားဆင်နေမှာပေါ့ အခုလိုခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးအမြန်ဆုံးပြန်လွန်နိုင်အောင်နိုင်ငံတကာသတင်းမီဒီယာကောင်စီတွေကိုလည်းအကူအညီတောင်းပြီးတော့လုံနိုင်တာဆက်လုပ်တော့ပါမယ်လို့ဆိုပါတယ်။ဟုတ်ကဲ့ပါဒါတွေကတော့တပတ်တွင်းပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေကထူးခြားတဲ့သတင်းတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းပြန်လည်ထုတ်လွှင့်ပေးအောင်ပါပါ။ DVB ရုပ်မြင့်တန်ကြားကိုကြည့်ရှုအားပေးကြသူများလို့ရဆန္ဒပြုအားကြပါသေးရှင်ကျမကတော့ဒီဂျူလိုက်ပါ